ားလုံးပဲမင်လာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့အလောင်းဆောင်အိတ်တဲ့ညဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းလည်းမစတဲ့ခင်ပါကျွန်တော်တို့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြစ်တဲ့ရခိုင်ချင်ပါတယ်ဟုတ်ကဲ့အကြောင်းလည်းစတဲ့လိုက်အောင်လူရှိနေစောတူတူလို့ဆိုတာကမိဘမဲ့ညီကိုနှစ်ယောက်တူတူကြီးပြင်းလာကြပြီမဲ့ဇယိုက်ကတော့လုံးဝကွဲပြားခြားနာပါတယ်အကူဖြစ်သူလူရှိကရဲတင်းနေစိန်ခေါ်မှုတွေကိုကြိုက်တယ် မတမာတဲ့အလုတ်တင်တဲ့ညီဖြစ်သူကိုရှာဖွေကျွေးမွေးပါတယ်။ဒါပေမဲ့အမြဲတမ်းသူကအန်ဒီကနေလွတ်မြောက်ခဲ့ပါတယ်။ညီဖြစ်တဲ့စောတူတို့ကတော့အေးဆေးတယ်စိတ်ထားကောင်းတယ်သူတစ်ပါးကိုလည်းကူညီတတ်ပါတယ်။စာသင်ခွင့်ရတာကလည်းသူ့ရဲ့အကူဖြစ်သူထောက်ပံ့ပေးနေလို့ပါ။ဒါကြောင့်စောတူတို့ကသူ့ရဲ့အကူမကောင်းတာတွေလုံးနေမှန်းသိပေမဲ့သူ့ရဲ့အကူကိုချစ်ခင်လေးစားစေပါမယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အရင်လိုမဟုတ်တော့ပါဘူး။ညီဖြစ်သူစောတူတို့ကတက္ကသိုလ်တက်ရတော့မှမို့ အကိုဖြစ်သူလူရှေကပတ်စံပူရှာဖို့လိုလာပါတယ်။နောက်ဆုံးတော့လူရှေကအရင်လိုလွန်မြောက်နိုင်စွာမရှိတော့ဘဲနဲ့ပြန်မလာနိုင်တော့တဲ့လမ်းကိုထွက်ခွာသွားရပါတော့တယ်။လူရှေရဲ့တည်ဆုံးပုံကလည်းမကောင်းလာပါဘူး။ရက်သေးရွာတွေကလူတွေပြောသလိုဆိုရင်တော့အသေးဆုံးနဲ့တည်သွားတာပေါ့။ကွယ်လွန်သွားတဲ့သူတွေကိုဂယုမဆိုင်ပဲပြောဆိုတတ်တဲ့လူတွေတို့ကတော့ဒီလိုပဲပြောကြတာပေါ့။စောရူတို့တယောက်တည်းကသာသူ့အကိုကိုချစ်ခင်ပြီးတော့တတ်နိုင်တယ်လို့ဂုံတိတ်ခါကိုပေးတဲ့နယ်ဆိုပြီးခံစားရပါတယ်။ဘာကြောင့်လဲဆိုတော့ လူရှေကတခြားသူတွေအတွက်လူဆိုးတယောက်ဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့စောရူလူတို့ကတော့အကောင်းဆုံးကိုတယောက်ဖြစ်ခဲ့လို့ပါပဲကဲဒါကလေးအလောင်းကိုဇရက်ထဲမှာတညာထားလိုက်စောင့်အိတ်ခြင်းလဲရတယ်ခဏနေအာသူဘစီစဉ်တဲ့ကိုဖုံးကခေါင်းနေချစ်နှောင်းနေစောင့်နေစီစဉ်ပေးလိုက်မယ်ဘာပဲဖြစ်ဖြစ်စိတ်ထဲသိမ့်မထားပါနဲ့သူဘလို့ပဲမကောင်းမှုတွေလုပ်ခဲ့ပါစေနောက်ဆုံးတော့လေသူလဲတစုံတယောက်တော်တော်အကောင်းတာတွေလုပ်ခဲ့မှုမှာပဲလို့ဖုံးဖုံးကယုံကြည်ပါတယ်အဲ့ဒီတယောက်ကဒါကလေးဖြစ်မှာပါတင်မဖေဟာ တပည့်တော်အကူကအာကုသို့လုပ်တဲ့အများကြီးလုပ်ခဲ့ပါတယ်တခါတလေသူများပေါ်မှာလည်းအမျက်ထုတ်ခဲ့ပါတယ်ဒါပေမဲ့တပည့်တော်အတွက်ဆိုရင်အကူကအရာအလုံးကိုပေးဆက်ခဲ့ပါတယ်ဒီဘုန်းကြီးเจ้าမှာအကူကိုမိတ္တချုပ်ဝင်ပေးလို့ဆရာတော်ကိုကျေးဇူးတင်ပါတယ်ဖေဟာတခြားเจ้าတွေကိုသွားတော့ဘသူကမှလက်မခံရကြဘူးလေကုတော်ဝင်ကသူတစ်ပါးကိုတရားစီရင်မှုမဟုတ်ဘူးလေဖုံဖုံကိုခွင့်ပြုပါဦးခဏနေရင်အာသုဘစီစဉ်တဲ့ကုဖုံရောက်လာလိမ့်မယ်ဩပြောနေနဲ့ဟိုမှလာနေပြီတခါဖုံး ီလူငယ်လေးတွေအိတ်ဖို့နေရာစီစဉ်ပေးလိုက်ပါအောင်သူကမနှက်ပြန်မိမတဲ့ကြိုခင်မှာသူ့အကိုကိုစောင့်အိတ်မလို့တဲ့တင်မဖျားတပည့်တော်စီစဉ်ပေးလိုက်ပါမယ်အာသူဘစီစဉ်နေကိုဖုံးကဆယ်ကျော်သက်ရွယ်လောကဒဏ်ကိုတိတ်ကြုံဘူးပုံမရတဲ့စောတို့တို့ကိုလှည့်ကြည့်လိုက်ပါတော့တယ်ဒီစရက်ထဲမှာသူ့အကိုအလောင်းကိုတယောက်တည်းစောင့်အိတ်နိုင်မှာမလားဆိုပြီးတော့စိတ်ပူသွားမိပါတယ်မင်းတကယ်ဒီမှာအိမ်မှာတေးကြရလားညာဘက်ဆိုရင်တော့မင်းနဲ့မင်းကိုအလောင်းမရှိမှာနော် ောင်းကောင်းပြောရရင်မင်းတယောက်လည်းပဲရှိမှာကျွန်တော်နေနိုင်ပါတယ်အကိုအကိုမှကျွန်တော်ပဲရှိတယ်ကျွန်တော်မှလည်းကျွန်တော်အကိုပဲရှိတယ်ကျွန်တော်တို့မှဒါပဲရှိတာအေးဒါဆိုလဲငါဇရက်ထောက်မှာချထားတဲ့ပစ္စည်းတွေကိုသွားယူလိုက်တော့ခေါင်းနေစောင်းနေဖြားနေချင်းတော်မှာပါတယ်ကြိုက်တဲ့နေရာမှာအိပ်ပြီးတော့အာသူဝစီစဉ်နေကိုဖုံးရဲ့စကားဆုံးတော့စောတို့တို့ကလည်းအိပ်ရခင်းတွေကိုသွားယူပြီးတော့အိပ်ဖို့နေရာပြင်ဆင်လိုက်ပါတယ်အလုံးပြီးသွားပြီမဲ့အာသူဘစီစဉ်နေကိုဖုံးကတူနာမှာရှိနေသေးတာကို စောရူတို့တယောက်သတိထားလိုက်မိပါတယ်။အဲ့ဒါနဲ့ဒီကူဖုံးကသူ့စီကဘာလို့ခြင်းနေသေးရလဲဆိုပြီးတော့စောရူတို့တွေးမိသွားပါတယ်။အဲဘာကိစ္စရှိသေးလို့လဲဗျကျွန်တော်ဒီမှာအိတ်လို့မရဘူးလား။အေးကိစ္စတော့မရှိပါဘူး။မင်းတကယ်ပဲဒီကောင်းတလားပြီမှာအိတ်မှာတေချာလို့လား။အဲမကောင်းဘူးလားဗျ။ငါမင်းကိုဒီညဇရက်မှာအလောင်းဆောင်အိမ်ရင်လိုင်းနာတင်တဲ့စီကံတုံးချက်တော့ပြောပြမယ်။မင်းဘယ်နေရာမှာအိတ်လဲဆိုတာအရေးမကြီးဘူး။ငါပြောတဲ့စီကံတွေကိုလိုင်းနာနိုင်မလားဆိုတာပဲအရေးကြီးတယ်။ စီကန်းကပထမချက်ကဘသူကမှနှုတ်မဆက်ရဘူးပြန်မထူးရဘူးဘသူခေါ်ခေါ်ပြန်မဖြေရဘူးအဲ့ဒါကငါတို့ရဲ့အာယုံနဲ့ကိုဖွင့်ပြီးတော့သူတို့နဲ့ဆက်သွယ်ဖို့ကြိုးစားနေတဲ့တစီဒါမှမဟုတ်ဝိညာဉ်တွေဖြစ်နိုင်လို့ပဲစီကန်းဒုတိယတစ်ချက်ကတော့ခြေထောက်ထဲမှာပဲနေဒါမှမဟုတ်ခေါင်းမူးချုံပြီးအိမ်နေမင်းပူနေရင်ပဲဖြစ်ဖြစ်အသက်ရှူမဝရင်ပဲဖြစ်ဖြစ်ခေါင်းမူးပဲခြုံအိပ်ရမယ်ဘာလို့လဲဆိုတော့ဝိညာဉ်တွေကမင်းကိုလာပြီးစိုက်ကြည့်ပြီးတော့မင်းကိုကြောက်လန့်အောင် လုပ်ပြီးတော့ဆက်မအိပ်နိုင်အောင်လုပ်နိုင်လို့ပဲစီကန်းတတိယချက်ကတော့ ဘာပဲတွေ့တွေ့ထွက်မပြေးရဘူးဇရက်ထဲမှာပဲနေရမယ်ဒီတော့ပဲမင်းလုံနိုင်မှာမလားဟမ်ဒီစင်ကန်းနေကြည့်ရတာတစီရီနဲ့ပဲဆိုင်တာကြီးပဲတစီရီဆိုတာတကယ်ရှိလို့လားဗျရှိမရှိတော့ငါလည်းမသိဘူးတိတာကတော့မင်းလိုက်တာတင်နေဆိုတာပဲကဲညနေပြီငါသွားကြည့်တော့မယ်မနေ့ဖြန်မှတွေ့ရပေါ့ဩမဟုတ်သေးဘူးမနေ့ဖြန်တွေ့လိမ့်မယ်လို့ငါမျှော်လင့်ပါတယ်စကားဆုံးတော့အာတူပါစီစဉ်တဲ့ကိုဖုံးကဇရက်ကနေထွက်သွားပြီးတော့စောရူတို့ကိုထားခဲ့ပါတော့တယ်ကိုဖုံးပြောသွားတယ်စီကန်းတွေကိုတိပေမဲ့ စောတူတို့ကတိတ်ကယူမဆိုင်ပဲအိတ်ဆက်အနာယူကိုချင်းနောင်ထဲကိုအမြန်ဝင်လိုက်ပါလေစောတူတို့အိတ်ပြောင်အောင်ကြိုးစားပေးမိချင်းနောင်ထဲမှာလူလွတ်နေမိပါလေလေကတဖြူဖြူတိုက်လာတော့ပူလာတာတော့မဟုတ်ပါဘူးမိုးတော့ရွာတော့မဲ့အတိုင်းပဲလေချောင်းအေးစိမ့်လာပြီးတော့စောတူတို့တယောက်ချက်သိမ်းမွေးညင်းနေထလာပါလေခဏလောက်ဟိုဘက်လိမ့်ဒီဘက်လိမ့်လှုပ်ပြီးတော့စောတူတို့မျက်လုံးပွင့်လာပြီးလန့်သွားပါလေသူအနာတိတ်မဝေးတဲ့အနီးမှာတစုံတယောက်ရဲ့အရင်မဲမဲကြီးကသူ့ကိုရက်ကြည့်နေတာကိုတွေ့လိုက်ရလို့ပါပဲဘသူလဲဆိုတာတော့သေချာမမြင်ရပါဘူး စောတို့တို့ကအတူပါစီစဉ်သူကိုဖုံးမာခဲ့တဲ့စီကန်းကိုတတိယပြီးငိန်နေဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းတဲ့အတန်တစ်ခုရောက်ပို့ပြီးတော့တိကျင်စိတ်ပြင်းပြလာပြီးသူ့ကိုယ်သူမထိနိုင်တော့ပါဘူး။အဲ့နာကဘာလုပ်လဲဗျ။စောတို့တို့ရဲ့မေကုံးဆုံးတော့လူသားတွေနဲ့မတူတဲ့ရေတန်ကြီးကခြေလောင်စွာထွက်ပေါ်လာပြီးတော့စောတို့တို့ကိုတုံလှောက်ချောက်ချာသွားစေပါတယ်။ရေတန်တွေကပို့ကျဲလာပြီးတော့အတန်ပေါင်းစုံရောရှက်နေတာကြောင့်စောတို့တို့ကအတူပါစီစဉ်သူကိုဖုံးတတိပေးခဲ့တာကိုလိုက်နာတင်မှန်သိကြသွားပါပြီ ကြောက်စိမ့်ကြောက်စောရူတို့မခံနိုင်တော့ပဲအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကိုဖုံးရဲ့တတိပေးစကားကြောင့်သူအပြင်ထွက်ဖို့လည်းတတိမရှိပါဘူး။တစုံတယောက်ရဲ့အရေးကချင်းတော်နေကစောရူတို့စီကိုဖြည်းဖြည်းချင်းတိုးကပ်လာပါတယ်။စောရူတို့ကမနေနိုင်တော့ပဲနဲ့ချင်းတော်ကိုအမြန်ဖွင့်ပြီးထွက်ပြေးလိုက်ပါတယ်။ဒါပေမဲ့ခြေလန်းအနှင်းငယ်လှမ်းရုံပဲရှိပါသေးတယ်။ဇရက်ကျန်းအောက်ကနေပြီးတော့လက်တစုံကသူ့ကိုဆွဲထားလို့ချော်လဲသွားပါတော့တယ်။ ဘဲကမှမသိတဲ့လက်ကိုသူကရုံးကန်ကန်ထုတ်ပြီးတော့လွတ်မြောက်အောင်စူးစမ်းလိုက်ပါတယ်။သူထားဖို့စူးစမ်းပြီမေသူ့ရဲ့မျက်နှာရှိမှာအလွန်ကြောက်စရာကောင်းတယ်။အဖိုးကြီးတယောက်ရဲ့မျက်နှာပေါ်လာလို့နောက်ပြန်လဲကျသွားပါတယ်။စောတို့တို့ကလန့်ပြီးတော့နောက်ဆုတ်လိုက်တာခြေနှောင်နဲ့တိုက်မိပြီးတော့ခြေနှောင်ကပြုတ်ကျပြီးတော့သူ့တကူလုံးရှုပ်ရှက်ခတ်အောင်ရပ်ပတ်သွားပါတော့တယ်။လန့်နေတယ်။စောတို့တို့ကပိုပြီးရုံးကန်ကလွတ်လန်းရှာမိပါတယ်။စောတို့တို့စိတ်ထင်းသန်းမင်းတို့ကောင်တွေငါကြီးကိုလာမရှုပ်ကြနဲ့။ရင်းနှီးနေတယ်။အတန်တစ်ခုကြောင့် ဆောရူရူရဲ့ကနာမငိန်ဖြစ်မှုတွေကရောကြသွားပြီးတော့တတိကပ်ဖို့ကြိုးစားပြီးချင်းအောင်တွေကနေထွက်လာခဲ့နိုင်ခဲ့ပါတယ်။တတိပြန်ဝင်လာတဲ့ဆောရူရူကတတိမွေးပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့သူစောစောကတွေးခဲ့သလိုဘာမှမရှိတာကိုတွေးလိုက်ပါတော့တယ်။အဲ့ဒါနဲ့ဆောရူရူလည်းစိတ်သက်သာရရသွားပြီးတော့ဒီညတော့သူအိမ်မှာမဟုတ်တော့ဘူးဆိုပြီးတွေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့အိတ်ချင်စိတ်လုံးဝမရှိလို့ပါ။ဒါပေမဲ့သူ့ရဲ့မျက်လုံးတောင်မှာတစုံတစ်ယောက်ရဲ့ခြေထောက်တွေလွှဲနေတာကိုသူမြင်လိုက်ရပါတယ်။ အဲ့ဒါနဲ့စောတူတို့တေချာမြင်အောင်ကြည့်လိုက်ရတော့တခြားသူမဟုတ်သူ့အကူလူရှိပဲဖြစ်နေပါတော့တယ်အကူဖြစ်သူကခြေထောက်ကိုလွှဲရင်ကြောက်မက်ဖွယ်ရမျက်နှာသားနဲ့သူငငယ်ကသူ့ကိုချော့သိမ့်ခဲ့တယ်တခြင်းကိုဆိုးပြနေပါတယ်ဘာမှမကြောက်နဲ့နော်ညီလေးအဲ့တော့အကူတခြင်းဆိုပြီးချော့သိမ့်မယ်မတို့ငငယ်တော့ကလို့ပေါ့စောတူတို့ကကြောက်လို့လို့တေးထွက်ခြင်းစိပောက်နေပြီမယ်တနာစရာကောင်းတဲ့သူ့အကူရဲ့တစေရုပ်မျက်နှာကိုထိုင်ကြည့်ရင်းနဲ့နားထောင်နေမိပါတယ် ပြီးတော့မျက်ရည်တွေနဲ့အတူမျက်လုံးကိုမိတ်လိုက်ပြီးတော့ဘဲချင်းအိပ်ပျော်သွားမှန်းတော့မသိလိုက်ပါဘူးနောက်တစ်နေ့မနေ့စောစောအာတုဘစီစဉ်သူကိုဖုံးကဇရက်ကိုရောက်လာပါတယ်ချင်းတော်ပြင်မှာအိပ်ပျော်နေတဲ့စောတူတူရဲ့ပုံစံပြန်ကျဲနေတဲ့ပစ္စည်းတွေတေချာမပိတ်ထားတဲ့ကောင်တလာဖုံးတွေကိုကြည့်ပြီးတော့အခြေအနေကိုခံမှန်းလိုက်မိပါတယ်အာတုဘစီစဉ်သူကိုဖုံးကစောတူတူရဲ့အနာကိုရှောက်သွားပြီးတော့နှိုးလိုက်ပါတယ်သူ့ကိုနှိုးတာကိုဖုံးမှန်းပြီးတော့စောတူတူကလန့်သွားပြီးတော့ကိုဖုံးကိုပြေးဖက်ပြီးတော့ အချက်မရှိပဲအာရပါရငူချလိုက်ပါတော့တယ်။အဲ့ဒီနေ့နေ့လယ်ပိုင်းမှာပဲစောတူတို့ကသူ့ရဲ့တာဝန်ကိုခြေပုံအောင်ထမ်းဆောင်ခဲ့ပါတယ်။ဆရာတော်ဖေဟာတပည့်တော်အခုဘယ်သွားရမှန်းမသိလို့ပါ။အခုအတွက်ကုသိုလ်ရအောင်နဲ့စိတ်တည်ငြိမ်အောင်တပည့်တော်ကိုသင်ခန်းဝတ်ခွင့်တောင်းပါလေဖေဟာ။သိကြရလားတကားလေး။ကို့အတွက်ရောတည်ဆုံးသူတွေပါကုသိုလ်ရဘူးဆိုတာသင်ခန်းဝတ်တာတစ်ခုလည်းရှိတာမဟုတ်ဘူးနော်။အောင်မေတ္တိရပြီးတော့ကုသိုလ်ကောင်းမှုပြုပေးတာကလည်းတယောက်နဲ့တယောက်ဆက်သွယ်ပေးနိုင်တဲ့ကုသိုလ်ပဲ။ဒါကြောင့်စိတ်တည်ငြိမ်ဖို့လိုအပ်ရင်ဖြစ်ဖြစ် တစုံတစ်ယောက်ကိုကျေစုဆက်ချင်ရမယ်ဖြစ်ဖြစ်တကာလေးလုံနိုင်တဲ့နီးလန်းကြီးအများကြီးရှိတယ်။ဖုံဖုံတိထားတာကတကာလေးကကြောင်းကောင်းကောင်းမှတက်ခွင့်ရထားတယ်ဆိုတော့အရင်ဆုံးကြောင်းဆက်တက်တဲ့နေနော်။ပညာရေးကအရေးကြီးတယ်။အထူးသဖြင့်တကာလေးကိုပညာတတ်စီနေတဲ့သူကတကာလေးရဲ့အောင်မြင်မှုကိုစောင့်မျှော်နေမှာပဲ။စောတူတူကဆရာတော်ရဲ့စကားကိုစဉ်းစားရင်းလက်အုပ်ချီကဥချကြောလိုက်ပါတော့တယ်။သူ့ဘဝမှာဘာကပိုအရေးကြီးရလဲဆိုတာသိမြင်အောင်လမ်းပြပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။တင်တို့စီမာရော။ ဒီလိုမျိုးညာဘက်အလောင်းဆောင်အိတ်တဲ့အလေးထောက်ရှိသလားအောက်မှာ comment လေးတွေမှတ်သွားခဲ့ပေးပါဦးဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်စံနေမှုကိုဒီမှာပဲရန်နာဝင်ပြုပါခင်ဗျာကျွန်တော်တို့စီရင်စက်တာကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်နိုင်သရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြစ်တဲ့ရခင်ကျမတယ်အားလုံးကိုကျေးဇူးတင်ပါတယ်